င်္ဂလာညချမ်းလေးပါရှင်။နိုဝင်ဘာလ24ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကျုံးစုမြို့နယ်မှာအင်စည်းကားနဲ့လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့စစ်ကောင်မရှင်ရဲ့ကားတိုက်ခိုက်ခံရပြီး9ဦးသေဆုံးက3ဦးအရှင်ဖမ်းဆီးရမိတယ်လို့ဆိုတဲ့သတင်း။ဒဇယ်မြို့နယ်ရှိကန်ထူးမဆေးုံဘုံကျဲခံရပြီးပြည်သူ6ဦးသေဆုံးတဲ့သတင်း။ MNDA တက်ဆွဲထားတဲ့နေရာတချို့ကနေလောက်ကင်ဘက်ကိုရွှေ့ပြောင်းနေကြောင်းသတင်းထွက်ပေါ်နေတဲ့သတင်းပါရာမော်တာပြတ်ကြတဲ့အနီးနားပတ်ဝန်းကျင်မှာစစ်တပ်နဲ့တော်လှန်ရေးတပ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ၄ဦးသေဆုံးက10ဦးကျော်ထိခိုက်ဒဏ်ရာရပြီးတပ်သား၃ဦးအလင်းဝင်လာတဲ့တဲ့င်။ကြံခိုင်ရေးပါတီဥက္ကဋ္ဌကိုလူငယ်တစုကလမ်းထိပ်မှာဓားနဲ့ထိုးတက်သွားပြီးတတ်သွားတဲ့သူတွေကိုဖမ်းဆီးမရရှိသေးဘူးလို့ဆိုတဲ့တဲ့င်။ ဂျိုးပင်ကောင်းမြို့နယ်မှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေရဲ့မြို့အဝင်လုံခြုံရေးဂိတ်တိုက်ခိုက်ခံရပြီးရဲတအုပ်နဲ့ပြူစောတိလေးဦးသေဆုံးတဲ့တဲ့။မဲပေးနီးတင်နန်းလာပေးမှာကိုလူစုမပေးထားလို့ဆိုကအောက်ချုပ်ရေးမှုနဲ့အဖွဲ့ကိုစေအောင်စုကဆင့်ခေါ်လို့အောက်ချုပ်ရေးမှုတွေထွက်ပြေးတဲ့တဲ့။နောက်ဆုံးရေးဆွဲထားတဲ့ငြိမ်းချမ်းရေးမူကြဟာနိုင်ငံရဲ့အကျိုးစီးပွားကိုထင်ရှားကြောင်းယူကရိန်းအတည်ပြုတဲ့တဲ့။အစားရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ပထမဆုံးသတင်းတစ်ပုတ်အနေနဲ့ကျုံစုမြို့နယ်မှာအင်စည်းကားနဲ့လက်နက်ခဲယမ်းတွေကိုတင်ဆောင်လာတဲ့စစ်ကောင်မရှင်ရဲ့ကားတိုက်ခိုက်ခံရပြီး၅ဦးသေဆုံးက၃ဦးအရှင်ဖမ်းဆီးရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းကျုံစုမြို့နယ်မှာအင်စည်းကားနှစ်စီးနဲ့လက်နက်ခဲယမ်းတွေကိုတင်ဆောင်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်ရဲ့ကားတိုက်ခိုက်ခံရပြီးရဲနဲ့ပြူစောတီပေါင်း၅ဦးသေဆုံးက၃ဦးအရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းတွေလည်းတင်ဆီးရရှိခဲ့တယ်လို့ကျုံစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ23ရက်နေ့မနက်10:00နာရီဝင်းချိန်ခန့်ကကျုံးစုမြို့နယ်ဖရားထွက်ကျေးရွာကနေပဲ့တိုင်ကျေးရွာပြူစောတီစခန်းကိုလက်နက်ခဲယမ်းတွေတဲဆောင်စဉ်ရမုံကျေးရွာအနီးမှာတော်လိုင်းဤတပ်ဖွဲ့တွေကဂျားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့အင်စီကားနှစ်စီးကိုတော်လိုင်းဤတပ်ဖွဲ့တွေကဂျားဖြတ်တိုက်တာအတော်လေးအထိနာတယ်။ရဲနဲ့ပြူစောတီ9ဦးသေးတယ်။2ဦးကလည်းဒဏ်ရာအတော်လေးပြင်းတယ်။3ဦးအရှင်ဖမ်းမိရကြတယ်လို့တော်လိုင်းဤနဲ့နေဆက်သူတအူးကပြောပါတယ်။ အဆိုပါလက်နက်ခဲများတင်ဆောင်လာတဲ့ကားကိုတော်လိုင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့ရာကားပေါ်မှာအစင်းပြေးလာကြောင်းပိတ်ဆို့ပစ်ခတ်ခဲ့ပြီးပြူစောတီနဲ့ရဲငါးဦးတေဆုံးကဒဏ်ရာရရှိသူလည်းများပြီး၃ဦးအရှင်ဖမ်းမိကအချို့မှာခဲမိုင်းကြောင်းအတွင်ပြုတ်ကျခဲ့တယ်လို့လည်းသိရပါဗျ။အရှင်ဖမ်းမိတာကကားသမားနဲ့ပြူနှစ်ဦးကိုဖမ်းမိတာကျုံးစုနယ်ဘက်ကပြူနဲ့ရဲကပေါင်းပြီးပြည်သူအပေါ်ငွေညစ်ဖမ်းဆီးတာလည်းမကြာခဏလုပ်တယ်လို့အဆိုပါတော်လိုင်းနဲ့နေဆက်သူတအူးကဆက်လက်ပြောဆိုထားပါဗျ။ တိုက်ခိုက်မှုအတွင်း60မမစိန်ပြောင်းတလက်60မမဘုံဒီ၅လုံးနိုင်မမကြီး38တောင်းလက်ပစ်ဘုံ၂လုံးဦးစီးကြီးပေါင်း၂ခုဓမြောင်တစ်ချောင်းဖုံးတစ်လုံးနဲ့ပြူစော့တီယူနီဖောင်းတစ်စုံတို့တင်စီရရှိခဲ့ပြီးလက်နက်ခဲယမ်းတင်ဆောင်လာတဲ့ပြည်သူကားကိုလည်းနေရာမှာပဲထားခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုကျုံးစုမြို့နယ်ပြည်သူကားကွယ်ရေးအဖွဲ့နဲ့ဘိတ်ခရိုင်ပြည်သူကားကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့တာဖြစ်ပြီး ကျိုးစုမျိုးနဲ့အတွင်းမှာရှိတဲ့စစ်ကော်မရှင်ဘက်တော်သားတွေအနေနဲ့ကို့အသက်ကိုအသေးမခံပဲပြည်သူတွေနဲ့ပူးပေါင်းပါဝင်ကြရန်လဲကျိုးစုမျိုးနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကတတိပေးနှိုးဆော်ထားပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဒဇယ်မျိုးနယ်ရှိကန်ထူးမဆေးုံဘုံကျဲခံရပြီးပြည်သူ6ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဒဇယ်မျိုးနယ်ကန်ထူးမကျေးရွာရှိကန်ထူးမဆေးုံကိုစစ်ကောင်မရှင်တပ်ကလေးချောင်းမှဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ6ဦးသေဆုံးပြီးဆေးရုံအဆောက်အုံတွေလည်းပျက်စီးခဲ့တယ်လို့ဒေသတွင်းသတင်းမြစ်တွေအရသိရပါဗျ။နိုဝင်ဘာလ24ရက်ဒီကနေ့မနက်စောစောတနာရီဝန်းကျင်ကစစ်ကောင်မရှင်လေတက်ကဂျက်ဖိုက်တာနဲ့လေချောင်းမှဘုံးကြိမ်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဆေးရုံကိုပြစ်မှတ်ထားပြီးကျဲတာဆေးရုံကတော့တခွဲကန်းအဆောင်ထိပြီးပြိုကျပျက်စီးတယ်။ဆေးရုံနောက်ဘက်မှာရှိတဲ့ကားဘော်ဒီရုံကိုဘုံးစမှန်ပြီးအလုတ်သမား6ဦးတည်တယ်လို့ဒေသခံတအူးကပြောပါရယ်အဆိုပါစစ်ကောင်မရှင်လေတပ်ကကြဲချလိုက်တဲ့ဘုံဟာ ကန်ထူးမဆေးရုံရှိတကွဲဆောင်နဲ့ဆေးရုံနောက်ဖက်ရှိကားဘော်ဒီရုံကိုထိမှန်ပြီးကားဘော်ဒီရုံမှာအလုတ်သမား6ဦးသေဆုံးကဒဏ်ရာရသူတွေလည်းများတယ်လို့သိရပါဗျ။ဒါအပြင်ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကလည်းကန်ထူးမဆေးရုံကိုဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူ10ဦးထပ်မံသေဆုံးခဲ့တယ်လို့လည်းသိရပါဗျ။ယခုလက်ရှိအနေအထားအရစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာကန်ထူးမကျွာကိုပိတ်မတ်ထားပြီးလေကြောင်းကသာမကမြေပြင်ကပါစစ်ကြောင်းထိုးတိုက်ခိုက်နေကြကြပြည်သူတွေအနေနဲ့ဘုံခိုခြင်းများတူတာ မြေပြင်ရော လေကြောင်းအနေနဲ့ပါအထူးသတိထားနေထိုင်ကြရန်လိုအပ်တယ်လို့ Infinity Group မှတိုက်တွန်းလို့ဆိုထားပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့ MNDA တက်ဆွဲထားတဲ့နေရာအချို့ကနေလောက်ကင်ဘက်ကိုရွှေ့ပြောင်းနေကြောင်းသတင်းထွက်ပေါ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကိုကန်တက် MNDA တက်ဖွဲ့အချို့ဟာလာရှိုးမြို့နယ်အတွင်းတက်ဆွဲထားတဲ့နေရာအချို့ကနေနိုဝင်ဘာလ22ရက်နေ့ညနေပိုင်းကစပြီးလောက်ကင်ဘက်ကိုပစ္စည်းတွေစတင်တည်ယူရွှေ့ပြောင်းနေပြီလို့သတင်းထွက်ပေါ်နေပါတယ်။ ဒီလိုသတင်းတွေထွက်ပေါ်နေပြီမယ်။လာရှိုးလောက်ကိုင်းလမ်းပိုင်းမှာတော့ကားတွေဖြတ်တန်းသွားလာတာမျိုးမတွေ့ရကြောင်းဒေသတွင်သတင်းမြစ်တွေထံကသိရပါဗျ။တရငားမိုင်ဘက်ကကုန်ကားအဝင်တွေစစ်ကောင်မရှင်ဘက်ကပိတ်ထားတယ်ဆိုတဲ့သတင်းထွက်ပြီးအခုသတင်းထွက်လာတာစစ်ကောင်မရှင်ဘက်ကတရငားမိုင်နဲ့ကုန်သွယ်ရေးလမ်းကြောင်းကိုပြန်လိုချင်နေတာတရုတ်ဖိအားနဲ့ပြန်ယူမဲ့သဘောလဲတွေ့နေရတယ်လို့စီဒီအမ်ဘုံမှုဆွေတော်ကမြို့တော်ကိုပြောပါဗျ။နန်းပောင်ဒေသမှာတော့ MNDA ဘက်ကတရုတ်လုပ်ငန်းရှင်တွေနဲ့ဝါလုပ်ငန်းရှင်တွေကိုခေါ်ထည့်ပြီး ကြောင်မီးသွေးတွေတူနေကတ िश ူငပြောဆိုင်ပြို့ဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။နှံ့ပေါင်ကိုစစ်ကောင်မရှင်ပြန်ရထားတယ်ဆိုပေမဲ့နှံ့ပေါင်မှာရောဟိုရမှာပါ။ကိုကန့်တက်တွေထိုင်နေသေးတယ်လို့လည်းဒေတာရင်းသတင်းမြစ်တွေထံကသိရပါဗျရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပါရာမော်တာပြတ်ကျတဲ့အနီးနားပတ်ဝန်းကျင်မှာစစ်တပ်နဲ့ဒေါ်လန်ရေးတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ၄ဦးသေဆုံးက၁၀ဦးကျော်ထိခိုက်ဒဏ်ရာရကတပ်သား၃ဦးအလင်းဝင်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်မှာစစ်တပ်ပါရာမော်တာပြတ်ကြတဲ့နေရာအနီးအနားပတ်ဝန်းကျင်မှာစစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့တော်လှန်ရေးတပ်တို့ဟာနိုဝင်ဘာလ23ရက်နေ့ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီး10ဦးကျော်ထိခိုက်ဒဏ်ရာရကတပ်သား3ဦးလည်းအလင်းဝင်ရောက်လာခဲ့တယ်လို့မြိုင်ပကဖကထုတ်ပြန်ထားပါဗျ။ပေါင်းနယ်နဲ့မြိုင်နယ်ထိဆက်နယ်မြေဖြစ်တဲ့နာသက်တဲကြီး ကန်တင်ကဘာဖြူကြောက်ခွက်ကျေးရွာအနီးမှာစစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့တော်လှန်ရေးတပ်တို့ ယခင်ပါရာမော်တာပြတ်ကျတဲ့နေရာဝန်းကျင်ကိုပါရာမော်တာရှာဖွေချိန်အနီးကထိတွေ့တိုက်ပွဲမိနစ်20ခန့်ဖြစ်ပွားခဲ့တာလို့သိရပါဗျ။စစ်တပ်ဘက်မှလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ပြီးအော်ဟစ်ဆဲဆိုငိုကြေးတန်နေကြနေရပြီးအဆိုပါစစ်ကြောင်းကပေါင်မြို့နယ်ရွှေဘုံသာပြူရွာမှထွက်ခွာလာပြီးခြိုက်ဆောင်ထမ်းပေါက်ကုန်းဖလံကိုင်းတကြီးတော်ကြောက်တိုင်ခင်ညောင်စင်ရွာတို့ကိုမွေးနောက်ကမိရှို့ဖျက်ဆီးပြီးပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလုပ်ခဲ့တယ်လို့သိရပါဗျ။ ညာမျိုးစက်မှုနှစ်မှထွက်လာတဲ့စစ်ကြောင်းကပြည်သူပိုင်ပစ္စည်းတွေခိုးယူတာတွေအပြင် ကြက်ဝက်နွားတွေကိုမတရားတပ်ဖြတ်စားသုံးခြင်းတို့ကိုလှုံ့ဆော်ကဖလန်တိုင်းကျေးရွာကို အခြေပြုပြီးလှုပ်ရှားဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ပွဲဖော်ဆောင်မှုကို MGY PDF ညာပကဖပောက်ပကဖ YDF မြို့နယ်များမှ LBDF များနဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းစစ်တပ်ဘက်မှအထင်အားပြီးဂျက်ဖိုက်တာနဲ့ပောက်မြိုင်ထိစပ်ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်ခဲ့တယ်လို့သိရပါဗယ်အဆိုပါစစ်ကြောင်းမှာတမ69လောက်ခန့်တရင်ခလာရ418ခလာရ419တရင်မှာပါစအပတ်စဉ်စနစ်ကတက်သားတန်စဉ်တက်သားတင်ထုံးနဲ့ပါစအပတ်စဉ်စတစ်ကတက်သားအောင်မိုးတို့၃ဦးမှာ MA1 တနက်၃လက်ကြီးပေါက်၃ခု G 88တောင်းတို့နဲ့ပေါင်းမြိုင်ပကပထံကိုအလင်းဝင်ရောက်လာပြီးစစ်စေးရမှာမန္တလေးနဲ့ရှမ်းပြည်ကပေါ်တာဆွဲတာခံရပြီး စစ်တပ်ထဲကိုရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့တယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကလည်းဖလန်ကိုင်းကျေးရွာမှထွက်ခွာလာတဲ့စစ်ကြောင်းကပေါင်းမြို့နယ်ကဘာပြူကျေးရွာကိုဝင်ရောက်လာခြင်းတော်လန်ဟိတပ်ဖွဲ့တွေကလိုက်လံရှာဖွေပြီးအကြိမ်မောင်းများစွာထိတွေ့တိုက်ပွဲပေါ်ဆောင်ခဲ့ရမှာလဲစစ်တပ်ဘက်မှထိခိုက်ဒဏ်ရာတွေရရှိပြီးထန်းစင်တွေနဲ့သွာလာနေတာကိုမြင်တွေ့ခဲ့တယ်လို့မြိုင်ပကပကထုတ်ပြန်ထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ စက်ခါရေးပါတီဥက္ကဋ္ဌကိုလူငယ်တစုကရွာထိပ်မှာဓာတ်နဲ့ထိုးတက်ခဲ့ပြီးတတ်သွားတဲ့သူတွေကိုဖမ်းဆီးမရရှိသေးဘူးလို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းဝမ်းရင်းမြို့နယ်မှာစက်ခါရေးပါတီကျေးရွာဥက္ကဋ္ဌဓာတ်ထိုးခံရလို့တေဆုံးခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းကဝမ်းရင်းမြို့ကျွတ်ကန်ကျေးရွာမှာလွတ်တော်ကိုယ်စားလှယ်လောင်းရွာကိုမဲလာဆွဲမှာဖြစ်လို့ချက်ပြုတ်စရာတွေတွားဝဲရင်ကျွတ်ကန်ရွာထိပ်မှာဓာတ်ထိုးခံရတာလို့သိရပါဗျ။မနက်အစောကြီးရွာထိပ်မှာဓာတ်ထိုးခံရတာ လူငယ်တွေကိုသူကမင်းတို့ပဲအေးတယ်ဘာညာနဲ့ပြောတာနိုင်ငံရေးကိစ္စတွေပါတယ်ပြောတယ်အဲ့ဒါနဲ့စကားများကြရင်ရဖြစ်တာဟိုဘက်ကလူငယ်တွေကဓာတ်နဲ့ထိုးပြတာနေရာမှာပဲတည်သွားတာလို့ဒေသခံတူကပြောပါတယ်တည်သွားသူဟာဝမ်းရင်းမြို့နယ်တနက်ခါရောကျေးရွာအုပ်စုကစံခါရေးပါတီဥက္ကဋ္ဌဦးညွတ်ဦးဖြစ်တယ်လို့သိရပြီးစံခါရေးပါတီကိုယ်စားလှယ်လောင်မျိုးမြင့်သိန်းလာမှာမလို့သူကိုယ်တိုင်ဈေးဝယ်ထွက်ရင်းလမ်းမှာအသက်ခံလိုက်ရတာလို့သိရပါတယ်သူကိုယ်တိုင်ချက်ကျွေးမယ်ဆိုပြီးသူ့ဘာသာဈေးထွက်ဝယ်တာ မနက်အစောကြီးမှဖြစ်တာသူမိသားစုကလူရတက်ဖြတ်ခံရတာဆိုပြီးအမှုဖွင့်ထားတယ်တက်တဲ့ကလေးတွေကတော့မရှိတော့ဘူးအဖမ်းမခံရဘူးလို့ကြားတယ်လို့ဒေသခံတူကပြောပါတယ်လက်တလောမှာဝမ်ရင်းမြို့နယ်ကကြေးရွာတွေကိုမဲဆွယ်စည်းရုံးရေးဆင်းမဲ့ကိုယ်စားလှယ်လောင်းတွေကိုလုံခြုံရေးပေးထားတယ်လို့သိရပြီးစက်ခါရေးဥက္ကဋ္ဌကိုတက်သွားတဲ့လူငယ်တွေကိုလည်းလိုက်လံစုံစမ်းနေတယ်လို့သိရှိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ကျိုးပင်ကောင်းမြို့နယ်မှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေရဲ့မြို့အဝင်လုံခြုံရေးဂိတ်တိုက်ခိုက်ခံရပြီးရဲတအူးနဲ့ပြူစောတီ၄ဦးသေဆုံးတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းအနောက်ဘက်ကျမ်းရှိစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ကျိုးပင်ကောင်းမြို့ဝင်လုံခြုံရေးဂိတ်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကပူပေါင်းတိုက်ခိုက်ခဲ့ရာရဲတအူးနဲ့ပြူစောတီ၄ဦးသေဆုံးခဲ့တယ်လို့ဒေသတွင်းသတင်းမြစ်တွေအရသိရပါဗါး။နိုဝင်ဘာလ23ရက်နေ့မနက်9:00အချိန်ကကျိုးပင်ကောင်းမြို့အဝင်ဂိတ်ကို တော်လိုင်းဤပူပေါင်းတပ်ဖွဲ့တွေကလျှက်တပြက်ဝင်ရောက်ကပြစ်ခတ်သွားတာဖြစ်တယ်လို့သိရပါဗျ။မြို့အဝင်ဂိတ်မာကပြူနဲ့ရဲပေါင်းပြီးကာကင်းဆောင်တာအငိုက်ကိုအပြစ်ခံရတာ PDF တွေကကားပေါ်ကနေပြစ်သွားတာကြားတယ်။စုစုပေါင်း၄ဦးသေတယ်ကြားတယ်လို့ဒေသခံတို့ကပြောပါဗျ။အဆိုပါဂျိုးပင်ကမြို့အဝင်ဂိတ်မာကရဲနဲ့ပြူတွေပူပေါင်းကကာကင်းယူထားတာဖြစ်ပြီးဒေသခံပြည်သူတွေစီကဖမ်းဆီးဝင်ညစ်တာတွေလည်းပြုလုပ်တယ်လို့သိရပါဗျ။အဆိုပါတိုက်ခိုက်မှုမှာရဲတပ်ဖွဲ့ဝင်တအူးနဲ့ပြူစောတီ၄ဦးသေဆုံးပြီး ၎င်းတိုက်ခိုက်မှုကိုဂျိုးပင်ကောင်မြို့နယ်ဒေါ်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်နိုဝင်ဘာလ22ရက်နေ့ညပိုင်းကလည်းဂျိုးပင်ကောင်မြို့ဘေးရှိဇီကုံမြို့ပေါ်က KTV မှာတောက်စားပျော်ပါဖို့ရောက်ရှိနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုဂျိုးပင်ကောင်မြို့နယ် BTMZ နဲ့ဒေါ်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာပြူစောတီ9ဦးနဲ့အပျော်မဲ2ဦးသေဆုံးခဲ့တယ်လို့သိရှိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မဲပေးနီးတင်နန်းလာပေးမှာကိုလူစုမပေးထားလို့ဆိုကအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကိုစေအောင်စုကစင်ခေါ်လို့အုပ်ချုပ်ရေးမှုတွေထွက်ပြေးတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပြည်မြို့နယ်ကွင်းကြီးကျေးရွာအုပ်စုမှာမဲပေးစက်နဲ့မဲပေးနီးတရုတ်ပြပွဲလုပ်ဖို့အုပ်ချုပ်ရေးမှုကိုလူစုခိုင်းထားပေးမယ်။တရုတ်ပြပွဲလုပ်မဲ့နေ့မှာလူစုထားမပေးလို့ဆိုကစစ်ကောင်မရှင်တပ်ကစင်ခေါ်စာနဲ့စင်ခေါ်တာကြောင့်အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ထွက်ပြေးသွားတယ်လို့သိရပါဗျ။နိုဝင်ဘာလ22ရက်နေ့ကပြည်မြို့ကွင်းကြီးကျေးရွာအုပ်စုထဲမှာ ်မဲပေးနီးတရုတ်ပြတင်နန်းပေးဖို့အတွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးစမ်းလွင်တဲ့အဖွဲ့ကိုထွေအုပ်ကမဲတရုတ်ပြပွဲအတွက်လူစုထားပေးဖို့အမိန့်ပေးစီကိုင်းခဲ့ပြီးမဲမဲတရုတ်ပြပွဲလုံးမဲ့နေ့မှာကျေးရွာသားတွေကိုလူစုပေးထားတာမျိုးမရှိဘူးလို့သိရပါဗျ။မဲပေးနီးတရုတ်ပြဖို့ရွာသားတွေတအိမ်တယောက်စုထားခိုင်းတာသူတို့လာတော့လူတယောက်မှရောက်မလာလို့အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကိုစင့်ခေါ်စာပို့တာအရေးယူဖို့ထုချေလွာတင်ခိုင်းတာလို့ဒေသခံတူကပြောပါဗျ။အုပ်ချုပ်ရေးမှူးစမ်းလွင်တဲ့အဖွဲ့ဟာစင့်ခေါ်စာရပြီး နောက်နေ့ကလေးကထွက်ပြေးသွားကြတယ်လို့သိရပြီးစစ်ကောင်မရှင်တပ်ကလိုက်လံစုံစမ်းဖမ်းဆီးအရေးယူဖို့လုပ်နေတယ်လို့သိရပါတယ်ဒီဘက်မှာအုပ်ကြီးတွေမကြာခဏအသက်ခံနေရတာခုကွင်းကြီးကျေးရွာအုပ်စုတွေက အရင်က NLD အနိုင်ရတဲ့နေရာတွေအုပ်ကြီးတွေလည်းထွက်စာတင်နေကြပြီးလက်မခံလို့ဆက်လုပ်နေကြရတာခုလူစုမပေးလို့ဖမ်းမယ်လို့တော့တခြားအုပ်ကြီးတွေလည်းကြောက်လန့်နေကြပြီလို့ဒေသခံတအူးကပြောပါတယ်လက်တလုံးမှာပြည်မျိုးနယ်တဲ့မဲပေးနီတရုတ်ပြပွဲကိုအဖွဲ့၆ဖွဲ့ခွဲက ရွာတွေမှာဌာနဆိုင်ရာဝန်ထမ်းတွေကအ धिक ကြီးမှုပြီးလိုက်လံတရုတ်ပြနေကြတယ်လို့သိရကအဲ့ဒီလူတွေစားတောက်ဖို့တွေကျင်းပမဲ့နေရာတွေနဲ့လုံခြုံရေးကိုအုပ်စုအုပ်ချုပ်ရေးမှုတွေကကြိုတင်ပြင်ဆင်ပေးရတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းအနေနဲ့နောက်ဆုံးရေးဆွဲထားတဲ့ငြိမ်းချမ်းရေးမူကြမ်းဟာနိုင်ငံရဲ့အကျိုးစီးပွားကိုထင်ဟပ်ကြောင်းယူကရိန်းအတည်ပြုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ယူကရိန်းနိုင်ငံအတွက်ရေးဆွဲထားတဲ့နောက်ဆုံးပေါ်ငြိမ်းချမ်းရေးမူကြမ်းဟာ ယူကရိန်းနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားများကိုထိန်းဟနေတယ်လို့ဂျီနီဗာညင်ညာရေးဆွေးနွေးပွဲတွေမှာယူကရိန်းကိုယ်စားလှယ်အဖွဲ့ကအတည်ပြုခဲ့ကြောင်းဆွစ်ဇာလန်မှာပြုလုပ်တဲ့အမေရိကန်ရဲ့အစည်းအဝေးမှတ်တမ်းအချင်းချုပ်မှာဖော်ပြခဲ့ပါတယ်။အဲ့ဒီမှတ်တမ်းအရဒီနေ့တင်ပြတဲ့ပြင်ဆင်မှုများနဲ့ရှင်းလင်းချက်တွေပေါ်အခြေခံပြီးလက်ရှိမူကြမ်းဟာသူတို့ရဲ့အမျိုးသားအကျိုးစီးပွားများကိုထိန်းဟစေတယ်လို့ယုံကြည်ကြောင်းနဲ့ရေဒိုရောရေရှိပါယူကရိန်းနဲ့လုံခြုံရေးကိုကာကွယ်ဖို့အတွက်ယုံကြည်စိတ်ချရပြီး အကောင့်ထဲပေါ်နိုင်တဲ့စနစ်တွေကိုပံ့ပိုးပေးထားကြောင်းယူကရိန်းကိုယ်စားလှယ်များကထည့်သွင်းပြောကြားခဲ့ပါတယ်။လုံခြုံရေးအာမခံချက်များရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေခံအဆောက်အအုံများကာကွယ်ရေးရေချောင်းသွားလာမှုလွတ်လပ်ခွင့်နဲ့နိုင်ငံရေးအချုပ်အခြာအာဏာအပါအဝင်ယူကရိန်းရဲ့အဓိကစိုးရိမ်ပူပန်မှုအားလုံးကိုအစည်းအဝေးအတွင်းဆေးဆက်သေးကြွစွာဖြေရှင်းပေးခဲ့ကြောင်းယူကရိန်းကိုယ်စားလှယ်လောင်းအဖွဲ့ကအတည်ပြုခဲ့တယ်လို့အဲ့ဒီမှတ်တမ်းမှာဆက်လက်ဖော်ပြထားပါတယ်။အမေရိကန်အရာရှိတွေပါတဲ့အဖွဲ့ဘက်ကလည်း ဒီဆွေးနွေးညှိနှိုင်းမှုတွေဟာရေရှည်တည်တံ့ပြီးဗတ်ဆောင်ပြေဆောင်တဲ့ငြိမ်းချမ်းရေးရရှိဖို့အရွယ်ကြောင်းအလေးအနက်ပြောကြားခဲ့ပါတယ်။တနင်္ဂနွေနေ့မှာယူကရိန်းသမ္မတဗလာဒီမာဇလန်စကီးကပြည်ပခါကိုအဆုံးသတ်ဖို့အတွက်အဆင့်တွေကိုဆွေးနွေးဖို့ယူကရိန်းညီနာရေးအဖွဲ့ဥရောပမိဖက်များနဲ့အမေရိကန်ကိုယ်စားလှယ်အဖွဲ့တို့အကြားဆူဇလန်မှာဆွေးနွေးပွဲများစတင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။အဲဒီမတိုင်မီမှာလည်းအမေရိကန်နဲ့ယူကရိန်းတို့ရဲ့ညီနာရေးအဖွဲ့တွေဟာယူကရိန်းအတွက်နောက်ဆုံးရေးဆွဲထားတဲ့အမေရိကန်ညီညာရေးမူကြမ်းရဲ့အသေးစိတ်အချက်အလက်တွေကို သဘောတူညီဖို့ဂျီနီဗာမှာတွဲဆောင်ကြဖို့ဖြစ်ကြောင်းအမည်မဖော်လိုသူအမေရိကန်အရာရှိတအုပ်ကိုကိုးကားပြီးရိုက်တာသတင်းဌာနကဖော်ပြခဲ့မှုပါတယ်ရှင်။မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့ တဘာဝဘီရန်နေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။